ရာရီတိုင်းပသိမ်မြို့မှာလူငယ်တွေကိုဖမ်းဆီးပြီးအခြားဒေသတွေကိုစစ်မှုရန်စာထုတ်ဖြင့်ရောင်းစားတဲ့အုပ်ချုပ်ရေးမှူးနှုတ်ကိုဖမ်းဆီးခဲ့ပေမဲ့သူပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ25ရက်နေ့ကပသိမ်မြို့အမတ်ရှိရက်ကွက် အုပ်ချုပ်ရေးမှူးဦးဟန်ဝင်းအောင်နဲ့ရဲကြီးစေးတူအမတ်30ရက်ကွက်အုပ်ချုပ်ရေးမှူးဦးအေးကိုတို့ကိုနေမှာဝင်ရောက်ဖမ်းဆီးခဲ့ပေမဲ့သုံးရက်အကြာမှာပြန်လွတ်ပေးခဲ့တာပါ။အမတ်30အုပ်ကြီးကိုလာဖမ်းတော့ကရှောင်သွားပြီး အခုရုံးပြန်ထိုင်နေပြီသူ့ကိုတိုင်ချင်ရင်မင်းအောင်လိုင်ကိုသွားတိုင်မရမယ်ဆိုပြီးစိန်ခေါ်နေတယ်လို့ရက်ွက်ဒေတာကန်တူက ARD Times ကိုပြောပါရယ်ဖန်စီခံရတဲ့အုပ်ချုပ်ရေးမှုတွေရဲ့ license မဲ့ကားတွေကိုရဲတပ်ဖွဲ့ကသိမ်းဆီးသွားပေမဲ့အမှုဖွင့်ထားတာမရှိသေးဘူးလို့ပတိန်မြို့နယ်ရဲတပ်ဖွဲ့နဲ့နှိဆက်သူတူကပြောပါရယ် ARD တိုင်းရှိရက်ွက်နဲ့ဂျေးရွာတွေမှာစစ်မှုရန်တင်းတက်ရောက်ပြီးရှေ့တန်းကိုပို့ဆောင်ရမှာ တေဆုံးမှုတွေရှိလာပြီးလိုက်မဲ့သူမရှိတာကြောင့်အုပ်ချုပ်ရေးမှုတွေကလူပွဲစားတွေနဲ့ပေါင်းပြီးလူငယ်တွေကိုဖမ်းဆီးပြီးအခြားဒေသတွေကိုရောင်းစားနေတာဖြစ်ပါတယ်။ EORI တိုင်းရေကြီးမြို့နယ်မြောက်ဆန်းအမြောက်တပ်အနီးမှာပြစ်ခတ်တိုက်ခိုက်မှုတွေနေ့စဉ်ရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ28ရက်နေ့ကအမတ်တ344အနီးပြစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီးအမြောက်တပ်ကနေလက်နက်ကြီးတွေပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ ရေကြီးနားကရွာတွေကိုလေးချောင်းဖုံးကျဲတာနဲ့အမြောင်တက်ကလက်နက်ကြီးပစ်ကူတွေတုံးပြီးနေမြေရှင်းလေးလုပ်ထားတယ်။ငတိုင်းချောင်းဘက်ဆစ်ဆောင်နေသူတွေကိုလည်းအေးနဲ့ပတ်သက်မှုရှိလားစစ်ဆေးရေးချမ်းနေတယ်လို့ရေကြီးဒေသခံတူက ARD Times ကိုပြောပါရယ်။စစ်ကောင်မရှင်ကကြုံပြောတက်ကထုံနှုံအင်အားနဲ့စစ်မှုရန်တင်းနှန်းစင်တင်းနှန်းသားတစ်တွေကိုအမြောင်တက်အမတ်တ၃လေးလေးတွင်းကိုစစ်ရင်နှန်းတွေနဲ့အင်အားဖြည့်မှုတွေရှိတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေစီကသိရပါရယ်။ အနောက်တောင်ပိုင်းစစ်ဌာနချုပ်နာတခအနေနဲ့ပသိမ်မုံရွာလမ်းမိုင်းကိုလက်မလွတ်ရရေးအတွက်ရေကြီးနဲ့လေးမျက်နာကိုအင်အားဖြည့်တင်းနေပြီးအနီးနားကျေးရွာတွေကိုပါနေမေရှင်းလေးလှုပ်ဆောင်ထားပါတယ်။ရေကောက်ပွဲမတိုင်ခင်ရေကြီးနဲ့လေးမျက်နာကိုအပြည့်အဝထိန်းချုပ်နိုင်ရင်စီမံမှုတွေရှိနေပြီးအေးအေးရဲ့ပြီးမနဲ့ချိတ်ဆက်နိုင်တဲ့မကြီးစင်ဗရောင်ဘရန်တက်နယ်တွေမှာမကြီးစင်ပေါ်မီဘက်ကလွဲလို့ကျန်ဝင်ပေါင်းနှစ်ခုမှာစီရေးတင်းမာနေပြီးစင်ရအလွန်ကျွံသုံးထားပါတယ်။ ရောင်းတက်နယ်မှာလည်းတောင်ကုတ်တောင်ကြားလမ်းကိုစွမိုးနိုင်ရေးအထက်တရားတွေကိုပိတ်ဆို့ပြီးတန်ကြပ်ကရင်တွေကိုပါစေအုပ်စုကအင်အားဖြည့်ထားတယ်လို့သိရပါတယ်ရှင်။အင်အော်ရီတိုင်းကျောင်းကုန်းမြို့နယ်တွင်ရှိစစ်ဘေးရှောင်တွေကို အော်တိုဘာတရက်နေ့ကထွေဦးယုံကိုခေါ်ယူကလာမယ့်ရွေးကောက်ပွဲအတွက်မဲထဲဖို့သတိပေးခဲ့တယ်လို့သိရပါတယ်။ကျောင်းကုန်းမြို့နယ်တွင်ရှိရက်ွက်ကျေးရွာတွေမှာအခြားဒေသတွေကစစ်ဘေးရှောင်ရင်လာရောက်နေထိုင်သူတွေကို အခုလိုခေါ်ယူသတိပေးခဲ့တာဖြစ်ပါတယ်။ရက်ွက်ရိုင်းမူကအစည်းအဝေးတက်ရမယ်ဆိုလို့သွားတာလာမယ့်ရွေးကောက်ပွဲကြမဲမထဲလို့မရဘူးပြောတယ်။သူတို့ဆက်နဲ့ပဲပေးရမှာဆိုပြီးအစမ်းနှိမ့်ခိုင်းတယ်လို့ရခိုင်ပြည်နယ်ကစစ်ပေးရှောင်လာသူတို့က ARD Times ကိုပြောပါရယ်။ ARD တိုင်းတွင်းရှိငတိုင်းချောင်းရေကြီးလေးမျက်နှာမြို့နယ်တွေမှာ အရခတက်တော် A ပူပေါင်းတက်တွင်နဲ့စစ်ကော်မရှင်တက်တို့ကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့်ဒေသခံတွေဟာကျောင်းကုန်းပသိမ်ဟင်္ဒရာမြို့နယ်တွေကိုစစ်ရှောင်သူတွေဖြစ်တယ်လို့သိရပါဗျ။ EORI တိုင်းလေးမျက်နာမြို့နယ်မှာပြည်သူစစ်တွေကိုထောက်ပံ့မှုလို့ဆိုပြီးရာလောက်ကင်သူတွေကိုတေက3000ကျပ်နှုန်းစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှုနယ်အဖွဲ့ကတောင်းယူနေတယ်လို့ဒေသခံတွေစီကသတင်းရရှိပါတယ်။ ဩဂတ်စ်လကစတင်ပြီးရင်းဆက်ကြီးွားကအုပ်ချုပ်ရေးမှုဦးတန်းစော်နဲ့စည်ရေးမျိုးမင်းတို့ကရင်းဆက်အုပ်စုတွင် ရာလုတ်ကင်ကြတဲ့ဒေသခံတွေကိုစင့်ခေါ်ပြီးကြီးွားကိုကာကွယ်စောင့်ရှောက်နေတဲ့ပြည်သူစစ်တွေအတွက်ထောက်ပံ့ကြေးလို့ဆိုပြီးပြောဆိုတောင်းယူခြင်းဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်လွန်ခဲ့တဲ့ရက်ကအုပ်ကြီးနဲ့ဈေးကရာလုတ်ကင်နေတဲ့သူတွေကိုဖုန်ကြီးကြောင်းမှာခေါ်တွေ့ခဲ့တယ်မင်းတို့ရာလုတ်ကင်နေတဲ့သူတွေကိုပြည်သူစစ်တွေကစောင့်ရှောက်ပေးမယ် ရာဆောင်လျှောက်တဲ့အတွက်တေခေါက်ကို3000ကျပ်ပေးရမယ်။မပေးနိုင်တဲ့သူရာမလုံးနဲ့အာမမခံဘူး။3000ကို3ကျင်းခွဲပေးလို့ရတယ်လို့ပြောတယ်။ရတဲ့ငွေကိုမျိုးနယ်ဖွဲ့ကဘုံမှုကိုခွဲတန်းပေးရတယ်။အခုကတော့ယာယီမှုဆိုင်မှုတွေက အတင်းကျပ်ငွေလိုက်ကောက်နေကြတယ်လို့ရင်းဆက်ကြေးပါရှိ ရာလုတ်ကင်သူတို့က ARB Times ကိုပြောပါရတယ်။ရာလုတ်ကင်တဲ့တောင်သူတွေကိုရာတေကကျပ်ငွေ3000မပေးနိုင်မှာက ရာမလုတ်ကြဖို့အတင်းကျပ်အမိန်ပေးပြောဆိုတယ်လို့ဒေသခံတွေကပြောပါတယ်။ရင်းဆက်ကြေးရွာအုပ်စုမှာအင်ဂျီ600ကျော်ရှိပြီးရာလုတ်ကင်သူ300လောက်ရှိကရာဧက3000ကျော်ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ပြီးခဲ့တဲ့2024ခုနှစ်မှာလည်းပြည်သူစစ်တွေကိုထောက်ပံ့မှုလို့ဆိုပြီးကြေးရွာအုပ်ချုပ်ရေးမှူးဦးတန်းစောစည်ရင်ဦးမျိုးမင်းကြေးရွာနေဥပိုလ်စုဦးတေအောင်တို့ကအခုလိုရာလုတ်သူတွေကိုအကြိမ်ကြိမ်ငွေတောင်းယူခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ဧော်ရီတိုင်းတွင်26မြို့နယ်ရှိပြီးစစ်ကောင်မရှင်ခန့်အုပ်ချုပ်ရေးမှူးအများစုမှာကျေးရွာပြည်သူစစ်၊ကီတုစစ်မှုရန်တွေအတွက်ထောက်ပံ့မှုလို့ဆိုပြီးအကြောင်းမျိုးမျိုးပြကလက်ရှိချိန်ထိငွေတောင်းယူနေတယ်လို့ဧော်ရီတိုင်းကစုံစမ်းသိရှိရပါတယ်။ဧော်ရီတိုင်းမှာစဘာသစ်တွေရိတ်သိမ်းနေပြီဖြစ်တာကြောင့်လက်သမားတွေဟာဈေးကောင်းရဖို့မျှော်လင့်နေကြပါတယ်။စစ်တပ်ကစံတယ်ယူခွင့်တွေကိုတင်းကျပ်က စပားဆေးကအနိုင်ဆုံးမှရောက်ရှိနေတာကြောင့်လက်သမားတွေအတွက်တွက်ချေမကိုက်ဖြစ်နေပြီးဈေးကောင်းရဖို့မျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။ဒီအထဲမှာတော့စပားဆေးနှင်းငယ်ပြန်တက်လာတာကြောင့်အသက်ရှူနှင်းငယ်ချောင်းလာတယ်လို့လက်သမားချို့ကပြောပါတယ်။စံသေးကမကြဘဲနဲ့ဒီစပားဆေးကကျနေတော့ဒီလက်သမားတွေမှာတော်တော်လေးအဆင်မပြေကျဖြစ်နေတာပေါ့နော်။အသွေးအဆုဈေးတွေကဒီအကုန်တက်နေတာပေါ့။အခုလက်ရှိကမြေဩဇာရောဒီပုသက်ဆေးရောထုံကရိတ်ခါကအစဒီအကုန်ဈေးတက်နေပြီးတော့ ဒီစပါးစည်းကြမှာလာကြတယ်တော့ဘလို့မှအဆင်မပြေဖြစ်တာပါဗျပြီးခဲ့တဲ့လတွေတုန်းကစပါးတင်းနေရာကို၈သိန်းဝန်းကျင်ပဲရတာကြောင့်အချို့လက်သမားတွေအမျက်မကျန်တာတော့ရှိခဲ့တယ်လို့အချို့ဆိုရင်လည်းလက်တွေကကိုမှ၁သိန်းလောက်ပဲအမျက်ကျန်သူတွေလည်းရှိပါတယ်ဒီအပိုင်းမှာတော့စပါးစည်းကအနည်းငယ်တက်လာပြီးအချောက်ဆိုရင်တင်းတရာကို15သိန်းဝန်းကျင်ရတယ်လို့သိရပါတယ်စပါးစည်းကရာသီဥတုပေါ်လဲမူတည်နေသေးတယ် မိုးများနေရင်လဲစပားစေးကကြာသွားပြန်ရော အချို့ကတခါတည်းရိတ်ရွေသက်ကထွက်လာလာချင်းရောင်းကြသလိုအချို့ကလည်းနေလှမ်းပြီးခြောက်မှရောင်းကြတာပေါ့အစုံနဲ့အချောက်ကတင်းတရာကို3သိန်း4သိန်းလောက်กว่าတယ်အခုတော့စပားအစိုးက17သိန်းဝင်းကျင်နဲ့ဝယ်ပြီးတော့အချောက်ကိုတော့15သိန်းဝင်းကျင်နဲ့အယောင်းဝယ်ဖြစ်နေကြတယ်စပားစည်းတွေစံချိန်တင်ကြနေတဲ့အချိန်မှာဆန်စပားအသင်းကတော့ ဒီပကိုဆန်တွေပို့တိုးပြီးတင်ပို့ဖို့စီစဉ်နေတာကြောင့်ကုန်သည်တွေအနေနဲ့စပားတွေကို ပို့မှုဝယ်ယူပေးကြဖို့ထုတ်ပြန်ခဲ့ပေမဲ့အခြေခံညှိနှိုင်းဈေးကိုတော့ထုတ်ပြန်ပေးတာမျိုးမရှိပါဘူး ARB တိုင်းကဆန်တွေကိုတိုင်းကျော်တဲမဲ့ဆိုရင် ခွင့်ပြုချက်တွေလိုတဲ့အပြင်တိုင်းတွင်းကမြို့နယ်ချို့မှာတော့ဆန်ကိုလွတ်လပ်စွာတည်ယူခွင့်မရှိတဲ့နေရာတွေလည်းရှိနေပါတယ်။အဲဒါကိုကြောင်းပြပြီးစပားဆေးတွေလည်းကျနေတာဖြစ်ပါတယ်။တစ်ဖက်မှာတော့လယ်သမားတွေဟာဓာတ်မြေဩဇာအပါအဝင် တွင်းအားစုတွေအလုသမားကနဲ့73စီဈေးကြီးမြင့်တဲ့ထန်းတွေကိုခံခဲ့ကြရတာပါစစ်ကောမရှင်ကမကြမိမှအပိုင်းလိုက်ကျင်းပဖို့လုပ်နေတဲ့ရွေးကောက်ပွဲအတွက်ပါတီအချို့ကတော့လက်သမားတွေကိုပြစ်မှတ်ထားမဲဆွဲစကားတွေပြောနေကြပါတယ်ကျန်းခိုင်ပါတီဥက္ကဋ္ဌဦးခင်ကြီးဟာဆိုရင်လက်သမားတွေနှစ်နှစ်အတွင်းအကျွေးကျင်မဲ့အစီအမံတွေရှိတယ်လို့ပြောထားတယ်လို့တောင်သူလက်သမားပါတီကလည်းလက်သမားတွေအကျွေးနှစ်နေတဲ့အကြောင်းပြောထားတာရှိပါတယ် ဒါပေမဲ့တကယ်လက်တွေ့မှာတော့လယ်သမားတွေဟာရခင်ကထက်ပိုပြီးအဆင်မပြေဖြစ်နေကြတာလို့လယ်သမားတွေကပြောပါတယ်